မြကြီးပေါ်တာဆွဲခံလိုက်ရတဲ့ဆိုတဲ့တဲ့င်းကြာကြချင်းအလုံးတုံလှုပ်သွားကြတာသူ့သားလေးဖြားနေလို့မြပဲဇီးဝဲသွားတော့မှစစ်ကားနဲ့တွေ့ပြီးတော့ပါသွားတာတဲ့အသက်၄နှစ်ပဲရှိသေးတယ်သူ့သားပုံကြီးလေးဘလို့ကြံခဲ့ရှာမလဲဆိုတဲ့မိကွန်းကလူတိုင်းရဲ့ကောင်းထဲမှာဖြက်ခနဲ့ရောက်တာဒီရွာမှာတော့မြကြီးကိုလူတိုင်းသိပါတယ်ညစ်ပါ ပေးရင်နေတယ်အဝတ်အစားအပြည့်အစုံနဲ့ အမြဲမူးယူနေတယ်လို့မိဘမရှိဘူးတကောင်ကျွဲတခါတလေအုပ်ပုံပေါ်မှာအိတ်နေတက်ပါရဲ့တခါတလေညောင်းထဲမှာအိတ်ပျော်နေတက်ပါရဲ့ပိုက်ဆိုင်ဈေးကိုလာပြီးတော့ခိုင်းတာလောက်ပါရဲ့ဒါပဲဆိုရင်တဲဒါသွားပို့ပေးဆိုရင်သွားပို့ပေးပါရဲ့ဒါထန်းဆိုရင်ထန်းပေးပါရဲ့ခိုးတယ်ဝက်တယ်တော့မကြဘူးပါဘူးအဲအရက်တော့ပြီလို့ စင်ကြီးအိတ်နေပြီဆိုရင်တော့သိန်းတရာပေးလေခိုင်းလို့မရတော့ဘူးဒီလိုកောင်မျိုးမိမရပြီဆိုတော့အကုန်လုံးကအော်လိုက်ကြတာသူနဲ့ရင်မွေးမိမကို မမြင်ဘူးကင်တွေကဝိုင်းတနာလိုက်ကြတာပနာသိမ့်ပါလေသူ့မိမအေးပုံကသူနဲ့ရပြီကလေးကယောက်ျားလှုပ်စာကိုမစားဘူးပါဘူးကောက်ဆိုင်ပြိုးနှုတ်ပြီးတော့ယောက်ျားကို ရှာကျူးရတာပါသမင်းစားကနေယောက်ျားကိုဘယ်မြောင်းထဲမှာ ိတ်ပြော်နေရလဲဆိုပြီးတော့လိုက်ရှာရသေးရတယ်။အိမ်ပြန်မလိုက်နိုင်ဘူးလို့ပြောလို့သမင်းခူးလာပြီးတော့မြောင်းနဲ့အစ်ဆင်းပြီးတော့ခွန့်ကြိုရတာတယ်။အေးပေါ်ခမောင်ကိုုံအရေးမကြီးနဲ့ပိုက်နာတော့စိုက်ကားကိတ်ကလူတွေစုပြီးတော့ပိုက်ဆံမရဘဲနဲ့ဈေးရုံလိုက်ဖို့ရတာ။ညကြီးဘယ်မြောင်းဘယ်အုပ်ကောင်မှအိတ်ပြော်နေလဲမသိတဲ့အခြေအနေလေ။အေးပေါ်ကဈေးရုံမှာပဲသားလေးမွေးပြီးတော့မင်းတို့နဲ့မှာပဲဆုံးသွားပါတယ်။ ကုံအရင်မှကြီးနဲ့လှုပ်ခဲရတဲ့လှုပ်ချမ်းတွေကသူ့ကိုဒုက္ခပေးသွားတာလားတော့မသိပါဘူးအမှုမပြည့်သေးတဲ့မြကြီးစေယုံကိုရောက်လာတော့အေးဘုံကနောက်ဆုံးစကားလေးတစ်ခုမယ်အတန်ရရလေးနဲ့ပြောနိုင်ရှာတယ်။ตาလေးကိုစောင့်ရှောက်ပါကိုမြကြီးရဲ့တဲ့သူ့ဘဝမှာအာကိုစရာဆိုလို့ရှင်မဲရှိရတာပါတဲ့မြကြီးတုံလှုပ်သွားပါတယ်ချက်ချင်းအမှုပြည့်သွားပါတယ် အနည်းချုပ်လေးကမျက်လုံးတော့မပွင့်သေးတဲ့ကလေးနီတာရဲ့သေးသေးလေးကလူတယောက်ရဲ့ဘဝကိုတကယ်ပြောင်းလဲပစ်ခဲ့ပါရဲ့အဲ့ဒီအချိန်ကစပြီးတော့မြကြီးအရက်လုံးဝမတောက်တော့ပါဘူးမိုမင်လင်းကင်ကလေးကကလေးလေးကိုအနည်းလေးနဲ့ထုတ်ပြီးတော့ခေါ်လာတယ်ဈေးမှာထမ်းစရာရှိတာကို လိုက်ထမ်းတယ်ခိုင်းသမျှတလေးတစားနဲ့အကုန်လုပ်တယ်စိုက်ကားကိတ်ကစိုက်ကားသမားတွေကတော့ဝှက်ကြွေပေါ့ကလေးကိုအလက်ကျချီပေးရတယ်စိုက်ကားနေရဲ့ ကိုဇော်ကြီးမိမကနို့တိုက်ကလေးလဲရှိနေတော့ဒီကလေးကိုပါ နို့ပါတိုက်ပေးရပါတယ်။စိုက်ကားကိတ်ကလူတွေစုပြီးတော့သူ့သားလေးကိုဘုံကြီးလိုနာမည်ပေးထားကြတယ်ဗျ။အေးဘုံနဲ့မြကြီးရဲ့သားမလို့အလိုပေးတာမဟုတ်ဘူး။အကုန်လုံးကမစီမဆိုင်ဘုံတောင်ဝင်ယူပြီးတော့ဝိုင်းဆောက်ရှောက်နေရလို့အရွယ်တိုက်ပြီးတော့ချစ်စနိုးနဲ့ပေးထားတာပါ။စိုက်ကားသမားတွေပိုက်ဆံစုပြီးတော့နို့မဟုတ်ဘူးတွေဝယ်ပေးကြတယ်။အနည်းတွေကိုဝယ်ပေးကြတယ်။ အဲဒါကြောင့်မြကြီးပေါ်တာဆွဲခံလိုက်ရတဲ့ဆိုတဲ့တတင်းကိုကြားကြချင်းအားလုံးတုံ့လုံသွားကြတာကျွန်တော်မြကြီးရဲ့အိမ်ကိုရောက်တော့စိုက်ကားနေတဲ့ကိုစောကြီးကဘုံကြီးကို ပေါ်ပေါ်ဝတင်ထားပြီးတော့မော့ဝဲကျွေးထားပါတယ်ကျွန်တော်တို့မျက်စမျက်နာနဲ့ငါတို့ဘလို့ဆက်လုပ်ကြမလဲလို့အတန်တိတ်မေးပါတယ်မြကြီးပေါ်တာပါသွားတာဘုံကြီးမသိသေးဘူးလေအဲ့ဒီအချိန်ကစပြီးတော့ဘုံကြီးကသူ့အဖေအလောက်ကပြန်လာတာကိုစောင့်မဲဆိုပြီးတော့ ဘသူကမှအဲ့ဒီအိမ်ကခေါ်လို့မရပါဘူးစိုက်ကားကြီးကလူတွေအလက်ကျသူနဲ့အတူသွားဤပြေးကြတယ်ထမင်းတော့အလက်ကျပူပြေးကြတာပေါ့ကလေးကဖေအေကိုအချိန်တိုင်းမေးပြီးတော့ထမင်းမစားမအိတ်ကြကြတော့နေမကောင်းစဖြစ်လာတယ်အိတ်ရတဲ့ပါလဲရောအားလုံးကနှီးမျိုးစုံစူးစားကြပြီမလဲညကြီးကိုအဆက်အသွယ်မရတော့ပါဘူးကလေးကဒီတိုင်းသွားမယ်ဆိုရင်တော့စိုးရင်ရတယ်ပေါ့ဗျာကလေးကကျွန်တော်ကိုမြင်တော့ ကျွန်တော်ရဲ့လက်ကလေးကိုကင်ပြီးတော့မီးရှာပါတယ်။ဦးကျော်ဒါအဖေကြီးပြန်လာတော့မှလားဟင်းနဲ့အစားလည်းမစားအိတ်လည်းမအိတ်တဲ့ဘုံကြီးကလမ်းတော့မလျှောက်နဲ့တော့ပဲနဲ့အိတ်ရထဲမှာလက်နေရဲ့အဆင့်ကို ရောက်သွားရှာပါပြီ။နောက်သုံးမလောက်နေတော့ညကြီးစီကဆက်သွေးရပါတယ်။သူအတင်းကြစစ်စားစုဆောင်ခံရတာတဲ့။တင်နှန်းဆရာကိုတတ်ပြီးတော့အခုထွက်ပြေးနေရတဲ့။အခုတော့နေရာတစ်ခုကိုရောက်နေရတဲ့။ ကလေးကိုတတိယလုံလုံလုံမီလောက်ရလောက်ပြီးတော့ထွက်ပြေးလာတာ။အခုတော့ PDF တွေစီမားတယ်။ตาလေးကိုအရန်တွေ့ကြည့်နေပေမဲ့လေသူ့ကိုစစ်သားတွေအများကြီးကလိုက်ရှာနေလို့ပြန်လာလို့မရဘူးတဲ့။ချက်ချင်းပဲစိုက်ကားကိန်းမှာအကုန်စုပြီးတော့တိုင်ပင်ကြပါရဲ့။ဘုံကြီးကိုညကြီးစီကိုရောက်အောင်ပို့ပေးဖို့အာလုံးတညီတညွတ်တဲ့သဘောတူကြပါရဲ့။ပြစ်တနာကလန်းခီညကြီးအခုရောက်နေတဲ့နေရာကို လိုင်းကားမရောက်ဘူးမိုင်တထောင်လောက်အကွာအဝေးလိုင်းကားရောက်ရင်တော့ပုံကြီးကအခုအိပ်ယာထဲမှာအားပြတ်ပြီးတော့လဲနေတာမလို့လိုင်းကားစီးနေတဲ့အခြေအနေမဟုတ်တော့ဘူးဘာလုပ်ရမလဲမသိဖြစ်နေတဲ့အချိန်မှာရွာဦးကျောင်းဆရာတော်ကသူ့ဒိုင်နာကားကိုယူသွုံးဖို့လာပြောပါရင်ဦးစင်းရဲ့ကပ္ပရံကမောင်းတက်ပါရင် သူ့ကိုခေါ်ကားကိုစီထက်ပြီးတော့မောင်းသွားကြတကားကြီးရိုးတယ်ပုံကြီးနဲ့သူ့အဖေပြန်ဆောင်လို့ရရင်ကျေနပ်ပါတယ် ကားနဲ့ driver ရတော့စီဘူးလိုက်ရှာရပါတယ်။ဇော်ကြီးမိမကပိုက်ဆက်9000 9000လာပေးပါတယ်။ငါဖုံးဝယ်ဖို့တပတ်9000လုံးနဲ့စုထားတာတဲ့။ဘုံကြီးလေသူ့အဖေကိုပြန်တွေ့မယ်ဆိုရင်ငါဖုံးမကင်ဘူးလေကြည်နဲ့တဲ့တဲ့။ဒါကိုစီဘူးသုံးလိုက်တယ်။ကြံ့နဲ့စိုက်ကတ်သမားတွေလည်းစုဆောင်ကြတဲ့ပိုက်ဆက်တွေအသီးသီးကိုထုတ်ပြီးကြပါတယ်။ကားစီဘူးပေါ့ကျွန်တော်လဲအရက်ဆိုင်ကိုပေးရမယ့်အကျွေး9500ကို စီဘူးတဲ့ပဲ စိုက်ပြေးလိုက်ပါတယ်တတိလစ်ပြီးတော့မြော့မြော့လေးပဲကြံတော့တယ်ဘုံကြီးကိုပွတ်ချီလာပြီးတော့ကားဘော့ကိုတင်ပါတယ်ကားဆထွက်တော့အကုန်လုံးဘုံကြီးကိုနှုတ်ဆက်ကြပါတယ်ကိုဇော်ကြီးမိမကတော့တက်ရှုပ်ရှုပ်ငိုလို့ပေါ့သူနှုတ်တိုက်ပြီးတော့မွေးကြရတဲ့ခလေးလေးမဟုတ်လားမြကြီးရောက်နေတဲ့နေရာက ဖုန်းလိုင်းမမိအင်တာနက်လည်းမရှိဆိုတော့ဖုန်းကြိုဆက်ထားဖို့မလွယ်ဘူးပေါ့နောက်၃ရက်လောက်နေတော့လိုက်ပို့ပေးတဲ့ကားသမားကပြန်လာပါတယ် ဘုံကြီးနဲ့သူ့အဖေမြကြီးကြည်ကြည်ပအောင်ဖက်ထားကြတဲ့မြင်ကွင်းလေးကိုဗီဒီယိုရိုက်လာလိုက်ပါတယ်။ဖုန်းအပေါ်စားကင်မရာခန့်ညံ့ညံ့အလင်းရောင်ခတ်မမိပြပြနေနေရိုက်ထားတဲ့အဲ့ဒီမြင်ကွင်းလေးဟာစိုက်ကားကိတ်ကယောက်ျားရေးမှကြီးတွေကိုမျက်ရည်ကျစေခဲ့ပါတယ်။အဲ့ဒီနေ့ကအောင်ဝဲခံတဲ့အရက်ဝိုင်းကအရက်ဆိုင်မှာမဟုတ်ဘူး။အေးပုံရဲ့မြေပုံမေးပါ။ငါတို့တွေဆင်းရဲပြီမင်း။နှစ်သားလေးကိုမြစ်တာတရားတွေ ဖေးမှကူညီမှုတွေနဲ့ကြီးပြင်းလာစေခဲ့ပါတယ်။အေးပုံရလို့ခွံ့မြောက်ပြီးတော့ပြောပြခဲ့ကြပါတယ်။ဟုတ်ကဲ့ပါ။ဆက်လန်လေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာ။ဒီ channel လေးကနေစိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းကောင်းများစွာကို တင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း like and subscribe တွေလောက်သွားပေးခဲ့ကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။